မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာရှိရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျေးဇူးတော်ကြောင့်2025ခုနှစ်ဇွန်လ25ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရစေ။နေ့ရက်စတိုင်းကြည်ရှုခွန်အားယူသောဓမ္မပရိသတ်အားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားကျေးဇူးတင်ပါရစေ။နှစ်ကွက်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ။နန်းနေတဲ့တမန်တော်ဖျားကိုတန်ရှင်းသောဝိညာဉ်တော်ဖျားယူဆောင်ဖို့ပြပါ အခုလည်းကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါတခိယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေရင်နှပါလေဖျာအာမင်ဖျက်ရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါလေကျွန်တော်ဓမ္မောင်းချမ်းမှာတွေ့ရတဲ့အရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်နားထောင်နေတာဖြစ်တယ်အဲ့ကဘောကျမ်းအနေမာလခိအနာဂတိကျမ်းထိတွေ့ရမယ်နောက်ဆုံးသူတို့ပြုတ်ပြတ်သွားတယ်နံပါတ်4ကတော့ခန်ဥရမြို့ဥရမြို့ကတော့ကဘောကျမ်းကြီး17အငယ်နဲ့18ကိုဖတ်ရင်တွေ့ရမယ်အာဗြဟံ တဲလူမျိုးတွေပေါ့ဘဘလုံလူမျိုးတွေအများဆုံးနေတဲ့မြို့ဖြစ်တယ်။နံပါတ်5ကတော့ခါနန်ပြည်ဖြစ်တယ်။ကပောက်ချန်ကန်ကြီးဆက်နဲ့အငယ်နှစ်ကနေ9အထိဖတ်ရင်ကျွန်တော်တွေ့ရမယ်။အာဗြဟံနဲ့လူမျိုးတော်ပေါ့ဣသရေလလူမျိုးတွေကိုဖျားသခင်ကအမွေပေးမယ်ဆိုပြီးတော့ဂတိပေးခဲ့တဲ့ပြည်ကခါနန်ပြည်တကယ်လည်းဖျားသခင်ကခါနန်ပြည်ကိုပေးခဲ့တယ်။နံပါတ်6ကတော့အဲဂုတုပြည်အဲဂုတုပြည်နဲ့ပတ်သက်ပြီးတော့ကပောက်ချန်ကန်ကြီး73ငွေ10ကိုဖတ်ရင်တွေ့ရမယ်။ဂျော်မနီကဒီအကြောင်းအရာအများကြီးဖော်ပြခဲ့ပြီး ်အကုဒုပီနဲ့ပတ်သက်ပြီးသိတဲ့နဲ့အချက်6ချက်ကျွန်တော်ဖော်ပြခဲ့တယ်ဒီကနေ့ကတော့ကျွန်တော်တို့သိနာတောင်းเนาะထမင်းကျောင်းကြီး19အငယ်17ကိုဖတ်ရင်ကျွန်တော်အမှသွားပြီးတွေ့ရမှာဖြစ်တယ်เนาะသိနာတောင်းเนาะ Mount Sinai เนาะသိနာတောင်းเนาะအဲ့တော့ထမင်းကျောင်းကြီး19အငယ်17မှာလည်းလိုရေးထားတယ်သုံးရမြောက်သောနေ့၌အသင့်ရှိနေလို့အเจ้าမူကသုံးရမြောက်သောနေ့တွင်ထောက်ဖြားသည့်လူအပေါင်းတို့ရှိသိနာတောင်းပေါ်သို့ဆင်းသက်တော်မူမည်အာမင်ဒါပါလေဆိုတော့ဣသရေလမျိုးတွေတောရင်းမှာ ရှိတဲ့အခါမှာဒီခန္ဓာပြီကိုသွားတဲ့အခါမှာဒီသီနာတောင်သူတို့ရောက်ခဲ့တယ်။အဲဒီသီနာတောင်ပေါ်မှာမောရှိကိုဖျားသခင်ပြညတ်တော်၁၀ပါးပြီးခဲ့တာဖြစ်တယ်။အဲဒီအချိန်မှာဖျားသခင်ဒီတောင်ပေါ်မှာဆင်းသက်မှာဖြစ်တဲ့ကြောင့်ဒီတောင်ချီရင်းမှာနော်ဒီတောင်ကိုလူတွေထိလို့မရအောင်ပြောချင်တာမတန့်ရှင်းတဲ့လူကထိတာနဲ့အန့်ရှင်းတဲ့ဘုရားနဲ့တွေ့ရင်စီရင်ခြင်းခံရမှာနားလည်အောင်ပြောရင်တည်သွားမှာဒါကြောင့်ဒီတောင်ပတ်ပတ်လင်းမှာနော် လူတွေကိုရှင်းထားတာပြောချင်တာတန့်ရှင်းအောင်နေခိုင်းတယ်။ဘောင်းထောက်ဖျားတကူးကြီးတဲ့ဖျားဖြစ်တယ်။ဒါမောရှိကိုပြောတဲ့စကားဖြစ်တယ်။ဒါကုနာထွမြောက်ကျန်ကြီး19ငွေ17။အော်ဒီသိနာတောင်နဲ့ပတ်သက်ပြီးတော့နော်ဒါပြညတ်တော်10ဘောင်းမောရှိကအဲ့မှာယူခဲ့တယ်။အဲ့သိနာတောင်ဆိုတော့ဒါတကယ်တမ်းကျမ်းစာမှာအလွန်တရာမအရေးကြီးတဲ့တောင်လေးဖြစ်တယ်။အဲအင်္ဂလိပ်လိုဆိုရင်တော့ Mount Sinai ပေါ့နော်။ဒါသိနာတောင်ဖြစ်တယ်။ တော်တော်များများတော့ကျွန်တော်ကျွန်တော်တို့ဟလာခေါ်တဲ့အခါမှာเนาะတိနာလို့ခေါ်ကြเนาะဒါပေမဲ့ဆေကျူတန်ဒီဘာသာပြန်နေတဲ့ဘာချမ်းစာမှာတိချဖတ်ကြည့်တိနာတောင်လို့သူရေးထားတာဖြစ်တယ်အဲဒါလေးကျွန်တော်သိရရှေ့ဦးစွာเนาะတိနာတောင်เนาะဒါချမ်းစာမှာထပ်ပြန်ချမ်းအခန်းကြီး19အခန်း17ကိုဖတ်ကြည့်เนาะအဲမှာတိနာလို့ရေးထားတယ်အဲ့တော့ဒီတိနာတောင်ဟာယုံကြည်သူခရိယန်တို့သူသဖြင့် อิสรีดีตัวอลอนเดียมาอี้จี้เดตองตรองเลยဖြစ်တယ်ဟောသူเนี่ยပတ်သက်ပြီးတော့ကြောင့် check လေး၄ချက်ပဲပြောပြခြင်းတယ်နံပါတ်1 brand check ကပါလေးဆိုဒီသိနာကျွန်းဆွေပေါ့အဲ့ဒီသိနာကျွန်းဆွေဆိုတာပါလတိနာရဲ့တောင်ဘက်ပင်လယ်နီးမြောက်ဖက်6တွေ့တဲ့နေရာအရက်ဒေသကိုသိနာကျွန်းဆွေလို့ခေါ်တယ်အဲ့ဒီသိနာကျွန်းဆွေဟာအလွန်တရာမှာနာမည်ကြီးတဲ့ကျွန်းဆွေဖြစ်တယ်တချို့တွေကသူ့ကိုဘာလို့ခေါ်လဲဆိုတော့เนาะ ဒီအိုက်ကျွန်းဆွေရဲ့မြောက်ဖက်မှာရှုရတော်ရှိတယ်အဲပြီးသွားရင်သဲကန္နာရတဝက်ရှိတယ်အဲ့တော့မောရှိကသူ့ရောက်ခမသိုးတွေကိုသူကကြောင်းတဲ့အခါမှာမိထရန်ရစ်ဘရိုဟိတ်ပေါ့ရေသရောရဲ့သိုးစိတ်တွေကြောင်းတဲ့အခါမှာအဲ့ဟောရတောင်မှာသူသွားကြောင်းခဲ့တာအဲ့ဒီဟောရတောင်ပေါ်မှာသူတက်ပြီးကြောင်းတဲ့အခါမှာတတိယအခါခြုံကမီးလောင်နေခြုံမကျွမ်းအဲ့တော်မြင်တဲ့အခါအ စုတင်ပါတယ်ကျွန်တော်ရုပ်တရက်အနေငယ် line ကျသွားလို့ဖြစ်ပါတယ်အဲ့တော့နံပါတ်2ဒုတိယချက်ကဒီသီနာကျွန်းဆွယ်အရက်မှာရှိတဲ့တောင်ဖြစ်လို့သူ့ကိုသီနာတောင်လို့ခေါ်သလို horror တောင်လို့လည်းခေါ်တယ်အဲ့ဒုတိယချက်မှာပဲဒီမောရှိရဲ့ရောက်ခမရေတယောရဲ့သူ့စိတ်တွေကိုမောချီကထိန်းကျောင်းတဲ့အခါမှာအဲ့ horror တောင်ပေါ်မှာသူသွားကျောင်းခဲ့တတိယအခါမှာချုံမုတ်မီးလောင်နဲ့ချုံမကျောင်းအဲ့မှာအသက်ရှင်တဲ့ဖေယောက်သူမောရှိသိရတယ် နောက်ဆုံးလူမျိုးတော်ကိုသွားကယ်ဖို့တော့မောရှုရွေးနှုတ်ခဲ့တာအဲ horror တောင်ပါအဲ horror တောင်တိနာတောင်လို့လည်းခေါ်တယ်။အကျဉ်းသမားတိနာတောင်သို့မဟုတ် horror တောင်ဒီတတောင်နဲ့ပဲဖြစ်တယ်။အဲဒါဒုတိယချက်အလွန်အရေးကြီးတယ်။အဲဒုတိယချက်သိသိတယ်။အမောရှေကသူ့ယောက်မသူစိတ်တွေကိုကြောင်းခဲ့တာအဲဒီ horror တောင်ပေါ့။တတိယချက်ကတော့ဘာလဲဆိုတော့မောရှေပထမတော့တိုးတွေကိုကြောင်းခဲ့တဲ့နေရာ ဒါပေမဲ့ဒီဣသရေလလူမျိုးတွေကိုခေါ်ပြီးတော့တောထဲမှာသွားပြီးတော့ခါနန်ပြည်ဝင်တဲ့အခါကျတော့အဲ့တောင်ပေါ်မှာသူပြည်နယ်တော်ဆယ်ပွားပြန်ယူခဲ့ရတယ်။အဲတတရချက်အောင်းစရာပထမတော့သိုးတွေကြောင်းခဲ့တယ်။နောက်ပိုင်းဖျားသခင် ခိုင်းတဲ့အခါလူတွေကိုထိန်းကြောင်းပြီးဖျားထံသူပို့ပါတယ်။ဘာနဲ့ထိန်းကြောင်းတမချန်နှုတ်ဘတ်တော်နဲ့ထာဝရဖျားရဲ့စကားတော့ဟလာတမချန်စာနော်နားနားလည်အောင်ပြောရင်တော့ဖျားရဲ့နှုတ်တော်ထွက်အားလုံးကတမချန်စာထဲမှာရှိတယ်။ ဒါကြောင့်ဒီဖရာရဲ့နှုတ်တော်ထွက်တည်ကိုဒီသမာကျမ်းစာကရေးထားတာဖြစ်တယ်။ဒါကြောင့်ပထမဟောရတောင်မှာသူသိုးချောင်းခဲ့တယ်။အဲ့ဒီဟောရတောင်ကိုပဲသူဒုတိယချိန်ပြန်ရောက်တယ်။အဲ့ဒီချိန်ကျတော့သိုးချောင်းနေမှာမဟုတ်ဘူး။လူတွေကိုသူဥဆောင်နေပြီ။သူပြညာတော်ဆယ်ပါးယူဖို့ပြန်ရောက်လာတာဖြစ်တယ်။အဲ့ဒါအဲ့တောင်ပေါ်မှာပဲဖြစ်တယ်။အဲ့တတိယချက်နော်။နောက်ဇရုထချက်ပေါ့နော်။ဇရုထချက်ကတော့ဘာလဲဆိုတော့ဒီအဲ့လိုမျိုးတွေကဒီတိနာတောင်မှာတစ်နှစ်ခွဲလောက်နေခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ဒီသီနာတောင်သားမှာသူတို့တနှစ်ခွဲလောက်စခန်းချခဲ့တယ်။ခန္ဓာမျိုးသူတို့တွားဖို့တွားသူတို့အသက်တာတွေကိုပြင်ဆင်ရ။ပြီးဒီသီနာတောင်ပေါ်မှာပထမချိန်မောရှေကပြည်ညတော်၁၀ပါးယူတယ်။ပြန်ဆင်းလာတဲ့အခါအောက်မှာနွားရုပ်ကိုသူတို့ထိုင်ရှိခိုးတဲ့အခါအဲ့ပြည်ညတော်၁၀ပါးကြောက်ပြားကိုရိုက်ချိုးလိုက်တယ်။ပြီးရေဖြော်ပြီးတိုက်တဲ့အခါလူ၃000တိတယ်။အသီနာတောင်မှာဖြစ်တဲ့ကိစ္စလေ။အဲ့ဒီမှာဒုတိယချိန်ဖျားကြီးကပြည်ညတော်၁၀ပါးယူဖို့ဒုတိယချိန်ပြန်ခေါ်တယ်။အဲ့လိုပဲပထမတိုင်းကြောက်ပြားနှစ်ပြားနဲ့သူတတ်သွားတယ်။ အဲဒုတိယချိန်ကြည့်လေအဲဒုတိယချိန်ပြန်ဆင်းလာတဲ့ခါမှာအပိညာတော်၁၀ပါးကိုတကယ်ရခဲ့တယ်ပထမချိန်လည်းတကယ်တော့ရတယ်ဒါပေမဲ့ဒီလူတွေကိုစီရင်ဖို့အတွက်အိုက်ကြောက်ပြောက်ရိုက်ချိုးပြီးရေနဲ့ဖြော်ပြီးတိုက်တာလူ၃000တည်တယ်နားလည်အောင်ပြောတော့ဖျက်ကရဲ့စီရင်ခြင်းဖျက်ကရဲ့စကားတွေကိုနားမထောင်တဲ့အခါမှာစီရင်ခြင်းလာတယ်ဒါပေမဲ့ဖျက်စကားနားထောင်တဲ့အခါဖျက်ကရဲ့ချီးမြှောက်ခြင်းခံရတယ်တောင်းဒီတိနာတောင်မှာ အဲ့ဒီပြီးညတော်ဆယ်ဘောက်ဒုတိယချိန်သွားယူတဲ့အချိန်မှာဘုရားသခင်ကဒီတဲတော်စောက်ဖို့ပါမောရှေကိုပြောခဲ့တဲတော်စောက်တဲ့အခါဘလို့စောက်ရမယ်ဘလို့ပုံစံဒီတဲတော်ဆိုတာကောင်းငင်နိုင်ငံတော်ကိုလည်းပုံစောက်တာဖြစ်ဒါဝိသီနာတော်ဘုံမှာမောရှေကရက်ပေါင်း80နေခဲ့ပထမချိန်ရက်40ဒုတိယချိန်ရက်40ရက်80အဲ့တွဲမှာသူပြီးညတော်ဆယ်ဘောက်လည်းယူခဲ့တယ်အဲ့ဒီသီနာတော်ဘုံမှာတဲတော်စောက်ဖို့ပုံစံလည်းယူခဲ့တာဖြစ်တယ်ဒါဝိသီနာတော်ကအလွန်တရာမှာ အရေးကြီးတဲ့တောင်ဖြစ်တယ်။ပထမကြိမ်ဆင်းလာတော့ကတော့တောင်ချေမှာစိတ်ပြက်ချင်းနေနဲ့တွေ့ရတယ်။ဒါပေမဲ့ဒုတိယကြိမ်ဆင်းလာတဲ့အခါကျတော့အန်အောဝေဖရားသခင်ရဲ့ဒီတဲတော်နဲ့ပတ်သက်ပြီးပါလာတဲ့အခါမှာဖရားလူတွေနဲ့အတူရှိခြင်းပါလာတဲ့အခါမှာလွတ်မြောက်ခြင်းနေသူတို့ခံစားရတယ်။ဒါကြောင့်သူတို့ဒီတောထဲမှာသွားတဲ့အခါမှာ ဒီတဲတော်ရောက်တဲ့နေရာမှာဆောက်ရတယ်သူရဲ့တတ်မှတ်ချက်တိုင်းနေတဲ့အခါသူတို့ဘာပြဿနာတက်တက်ဒီတဲတော်မှာကင်းဝတ်တဲ့ဖျားအဖြစ်တော့လွတ်မြောက်ခြင်းရအရင်ကနေကျွန်တော်လေးဆင်ញင်စရာကျွန်တော်ဘေပေါ်မှာအရင်ဒီဆုံးဖြစ်တာလေအသိနာတောင်အသက်တာကဲဆိုကျွန်တော်ဘုရားသခင်နဲ့အရင်ဒီဆုံးဖြစ်တဲ့နေရာမှာဘုရားသခင်ဘုံထင်ရှားခြင်းတွေကရှိလာမှာဖြစ်တယ်တော်ဒီပြည်တဲ့တော်ဆေပေါ်ပထမကျင်ယူပြီးပြန်လာတော့အောက်မှာပုံကန်နေစန့်ကျင်ခြင်းတွေတွေ့ရတယ်ဒါပေမဲ့ဒုတိယကျင်ယူပြီးပြန်လာတဲ့အခါကျတော့ဝန်က ယေရှုတင်ပါတယ်ယုတ်တရက်ထက် line ကျသွားလို့ဖြစ်တယ်ဒါကြောင့်ပထမချိန်ပြီးနေတော့7ဘာယူပြီးပြန်ဆင်းလာတဲ့အခါမောရှိကိုပုံကန်ခြင်းတွေပေါ့အောက်မှာနွားထိုင်ရှိခိုးနေကြပုံကန်ခြင်းတွေတွေ့ရဒါပေမဲ့ဒုတိယချိန်ယူပြီးပြန်လာတဲ့အခါကျော့တဲတော်ပုံစံမှာပါလာတဲ့အခါမှာဝန်ခံခြင်းတွေပြန်တွေ့ရအပုံကန်ခြင်းတွေ့ရတဲ့အချိန်မှာအစ္စရေးတွေစီရင်ခြင်းခါဒါပေမဲ့တဲတော်နဲ့ပတ်သက်ပြီးဝန်ခံခြင်းတွေ့ရတဲ့အခါကျတော့ကောင်းကြီးတွေခံစားရတာ ။အဲဒီကနေကျွန်တော်တက်တာမှာဖယောက်ပုံကံနဲ့တက်တာမဟုတ်ဝန်ခံနဲ့တက်တာနဲ့သွား။တောင်သိနာတောင်ပေါ်မှာမောရှေကတော့ဝန်ခံနဲ့တက်တာနဲ့သူသွားတယ်။ဖယောက်ကိနေသူနဲ့အရင်ကြီးဆုံးအဲသိနာတောင်ပေါ်မှာပဲ။သူ့ကြောင်းတော့ကလည်းရင်းနေခဲ့တယ်။လူတွေကိုဥဆောင်လာတော့လည်းရင်းနေတယ်။ပြည်ညတော်ဆယ်ပါးယူတော့လည်းရင်းနေတယ်။တဲတော်ပုံစံယူတော့လည်းရင်းနေတယ်။အော်ရင်းနေချင်းအော်ရင်းနေတဲ့သူရဲ့အသက်တာမှာဖယောက်ရဲ့အလိုတော်ဝန်ခံခြင်းရှိတယ်။ဝန်ခံတော့သူအသက်တာမှာဖယောက်ရဲ့တာဝန်ယူခြင်းရှိတယ်။ဣသရေလကတော့ပုံကံခြင်းကြောင့်စီရင်ခြင်းခံရခဲ့ဘူးတယ်။ ော့ကျွန်တော်ကဖယောင်းပုံကန်တဲ့အသက်တာမဟုတ်ပဲမောရှိခဲ့သူဝန်ခံတဲ့အသက်တာနဲ့တိနာတောင်ပုံမှာမောရှိကဖယားနဲ့အရင်ဒီဆုံးဖြစ်ခဲ့သူကျွန်တော်အသက်တာမှာရှိတဲ့နေရာမှာအရင်ဒီဆုံးအသက်တာနဲ့အသက်ရှင်တော်သူများဖြစ်ပါစေလို့အပေးရင်ဒီကုန်းချုပ်လို့ရတယ်။ကျန်တဲ့ရောက်ချင်းစီတိုင်းဖြတ်ရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ချင်းရှိပါစေ။ God bless you all ။ကျွန်တော်ဂျင်ညာဆရာတော်နတ်ဖန်ကျွန်တော် Chatterbury နေမြန်မာစံတော်ချိန်3နာရီခွဲမှာပြန်လည်တွေ့ဆုံမှာဖြစ်တယ်။ဒီကနေ့ကတော့ကျွန်တော်ညနေပိုင်းအစီအစဉ်ရှိတဲ့တကြောင် ကျွန်တော်နည်းနည်းစောစောလေး live ဖွင့်ခြင်းဖြစ်ပါတယ်ခြေရှုခွန်အယူတယ်ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေညှိတ်သက်ခြင်းရှိပါစေ God bless you all ခမီးတော်သားတော်တရှင်းသောဝိညာဉ်တော်တုံးမတ်ဆူဖြတ်ထံတော်ဘာမှကောင်းချီးဖျက်ပြသည်ခြေရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တကောက်ဒီကနေ့မိုးနေ့ကြောက်တဲ့မိုးနေ့ရှင်များမင်္ဂလာနေ့ပါလေကြောက်တော်သူများဘုန်းတော်ဝင်စားတော်သူအသီးသီးပေါ်သို့တကောက်ဒီကနေ့မိုးနေ့ကြောက်တဲ့မိုးနေ့ရှင်ဥက္ကကာနဲ့တကောက်ဆမဝမိသားစုများမှာစခြေရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တကောက် toothpick အစ္စရေးနိုင်ငံကိုဖျက်ရှင်ကောင်းကြီးပေးခြင်းအမေရိကန်နိုင်ငံကိုကောင်းကြီးပေးခြင်းနဲ့တကွစစ်ပွဲတွေကိုရပ်တန့်စေခြင်းဖျားရဲ့လက်တော်ကွက်ကစောင့်မခြင်းသည်အားလုံးပေါ်သို့ယနေ့မှစတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ယေရှုတင်ပါလေယေရှုသူအားလုံးကိုဖျက်ရှင်သာ၍ကောင်းကြီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ God bless you all ။ပြန်လည်တွေ့ဆုံကြပါစို့။